မင်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဒုတိယအကြိမ်ထုတ်ပြန်ထားတဲ့မဲဆင်းကိုလာကြည့်ဖို့ရက်ွက်အုပ်ချုပ်ရေးမှူးရုံးကအတန်ချဲဆက်နဲ့ light off အတိပေးနေပေမဲ့ပြည်သူအများစုကတော့သွားကြည့်တာမရှိဘူးလို့ရန်ကုန်မြို့မှာနေထိုင်သူတွေကပြောကြပါဗျာ စေအုပ်စုကလုံးမဲ့ရွေးကောက်ပွဲအတွက်မဲစင်းတွေကိုစစ်ဆေးကြည့်ဖို့နေတိုင်းလိုက်အော်အတိပေးနေပေမဲ့ပြည်သူအများစုကမဲစင်းကိုစိတ်မဝင်စားရုံမကပဲမဲပေးဖို့အတွက်ပါဆန္ဒရှိမနေဘူးလို့တငန်းကျုံမြို့နယ်မှာနေထိုင်သူတယောက်ကပြောပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဒုတိယအကြိမ်မဲစင်းဆိုပြီးထုတ်ပြန်ပေမဲ့အရင်စရင်အတိုင်းအပြောင်းလဲရှိမနေဘူးလို့လည်းအုပ်ချုပ်ရေးပိုင်းနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။တောင်းကလာပါမြို့နယ်တစယ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က အရင်မဲစင်းတိုင်းအပြောင်းလဲမရှိတာဟာပြင်ဆင်ဖို့ရှောက်တဲ့သူမရှိလို့ဖြစ်မယ်လို့ဆိုပါရယ်စစ်တပ်ကပထမအကြိမ်မဲစင်းကိုအောက်တိုဘာလမှာ22ရက်ကြာအတိပေးခဲ့ပြီးအများပြည်သူအများစုကတော့သွားမကြည့်တဲ့အတွက်တပ်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်မိသားစုတွေစစ်တပ်ထောက်ခံသူတွေကိုခေါ်ကာဓာတ်ပုံရိုက်ပြီးလိန်ညာဝါရဖြန့်နာရီလုပ်ခဲ့တာရှိပါရယ်အခုဒုတိယအကြိမ်ထုတ်ပြန်တဲ့မဲစင်းနဲ့ပတ်သက်လို့လေမိသားစုတစုမှအ ਨੇ စုံတယောက်ကြည့်ဖို့စစ်ကောက်စီရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။ မြန်မာတိုင်းနယ်စပ်အနီးအနားကမောတောင်မြို့သိမ်းတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ရှောင်း2000ကျော်ဟာဆောင်းရသည်ရဲ့အေးအေးတန်ကြောင့်ဆောင်းဖြာနဲ့အမိုးကရအရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောင်းတွေနဲ့ကုညီပေးနေသူတွေကပြောကြပါဗါတယ်။အောက်ခန့်သတင်းပေးပို့ထားတာပါရှင်။မြန်မာတိုင်းနယ်စပ်အနီးကမောတောင်မြို့သိမ်းတိုက်ပွဲကြောင့်ဒေသခံပြည်သူ2000ကျော်ဟာမြန်မာတိုင်းနယ်စပ်မြင်းအနီးနဲ့နှိစေရီကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ လက်ရှိမှာလည်းစစ်ကော်မရှင်ကစုံယုံထားတဲ့မောတော်မျိုးနဲ့တက်စကန်တွေကိုပြန်လည်သိမ်းပိုက်နိုင်ရေးလေကြောင်းပစ်ကူနဲ့မြေပြင်စစ်ကြောင်းထိုးနေတာကြောင့်ဆက်လက်စစ်ဆောင်နေရပါတယ်။ဒါကြောင့်စစ်ဆောင်ပြည်သူတွေဟာယာယီတဲဒီမှလုံခြုံမှုမရှိတာကြောင့်စောင်းရည်ရဲ့အေးဒဏ်ကိုရင်ဆိုင်နေရပါတယ်။ရစီဆောင်ရီမှာအတိတ်ကကလိုအချင်းရှင်နေလဲဆိုတော့ ်ဟိုအစားရတဲ့ဒေတာနဲ့ဆက်ရဲ့မော်ဒယ်နဲ့ဆက်ရဲ့အစားရတဲ့တော့အေးအာဒီမှာတချို့ဆေးရှားရထမဆီးလေးဖြန်းထားတဲ့ဒီတချို့ရဲ့အုပ်လေးပေါ်တဲ့ပြအသေးခဏဆက်ဆက်ဆေးဆက်ချုံရံမနေ့မြန်မြန်ရေးပြကလေးတမယ်လေးမနေ့ညဆိုအဲသူတို့ရအတိကောင်းပါလို့လဲဆိုတော့စာရင်းရှာရင်းအဲဒီမျိုးနဲ့ညနေနေထွေးစီမှာရံရည်လို့အမ်းပါနော်လက်ရှိမှာလဲရှစ်ကော်မရှင်ကမောတော်မျိုးနဲ့ ထုံခမောတိုင်းနာမင်းကကျွာတွေကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေပါတယ်။ဆစ်ဆောင်ပြည်သူရဲ့လိုအပ်ချက်တွေကိုကူညီပေးရမှာထိုင်းရနာပိုင်းတွေရဲ့တားမြစ်ပိတ်ပင်မှုတွေကြောင့်ခက်ခဲနေရှိနေတယ်လို့ဆစ်ဆောင်ရဲ့ကူညီပေးနေသူတွေကပြောပါတယ်။ထိုင်းစစ်သားထမိတ်ထုတ်ပဲပုတ်ပဲပေးရကြတဲ့ပစ္စည်းပုတ်ပဲမပေးတော့လေးစေးပုတ်ရတာပဲချုပ်ပိုးတို့ပတ်ပူရီတို့ဖခင်တွေလည်းဆန်းလွန်လူတော်တွေထမိတ်ထုတ်တွေလော့ပေးတာတွေကားတွေကားတွေနဲ့လော့နေကြပါတော့လော့နေကြအောင် အာစာပိုင်းမော်တော်ကိုလူတွေကအထက်ထီဝေပေးရောပေါ့နော်။နောက်ရကျတော့ကာသမားတော်မပေးဘူးပေါ့နော်။ထိုက်စက်တော့ကိုတိုင်မောက်ကြီးပေးတော့တယ်။အဲ့လိုမျိုးပေါ့နော်။ကိုပဲဝေဖိန်မိရဟဲ့။ဒါကုတ်ဗီဒီယိုတွေရိုက်ခွင့်မိရ။အဲ့အထက်ဆက်စားတွေကတော့ live ပေါ်နေအချိန်တွေကပြောနေတော်မျိုးတော့ရှိမှာပေါ့နော်။အဲ့ပြီးတော့မိုးလေးရွာမှာဖြစ်တဲ့တွေဒါပဲကုညီနေတဲ့ဖွယ်လေးကနေဒူးကောင်းတွေလူပေးရရဲ့ပေါ့နော်။မိုးရွာချုပ်ထွားရအောင်ပေါ့။အရင်ပေါ်တုံးပိုးကောင်းကလေး။အဲ့ပြီးတော့တော့ပေါ်ဆက်စားတွေအတွေ့ကြတော့ဒူမနီကဒီနေဆက် KU ဘိုင်းနဲ့ချိန်စစ်ပြီးတော့ပေါ့။ စာတွေစီးတွေမမောငေါတေတာအပြတ်တလပါရီဘောနာမောကအဲ့ဒါတွေပို့သွင်းလိုက်ပြီဘောနာဘောတော်မျိုးသိမ့်တိုက်ပွဲတွင် အရာရှိပါဝင်စစ်တုံးပွဲ40ကျော်နဲ့လက်နက်ခဲယံများပြားသိမ်းစီရမိခဲ့ပါတယ်ဒါအပြင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်40ကျော်အားထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်တိုက်ပွဲတွင်စစ်ကောင်မရှင်ကလေကြောင်းကလေးမျိုးရင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးရာတွေရှိတယ်လို့ KNU ကထုတ်ပြန်ပါတယ် ကျွန်တော်အောင်ခံပါရာသီဥတုအခြေအနေအရဘိတ်တဝဲခီးစဉ်ကိုပြေးဆွဲနေတဲ့ speed boat ရင်ငယ်အစားလူဦးရေ200ဆက်နဲ့အမြန်ရေရင်တွေကိုခိတရာကြီးပြေးဆွဲနေတယ်လို့ဘိတ်ခီးသွားလုပ်ငန်းနေစီကနေသိရပါဗျ။ November 22ရက်နေ့ကနေစတင်ပြီးဘိတ်တဝဲခီးစဉ်တွေကို999လေးအပိစက်တအမြန်ရေရင်နဲ့ယာယီပြေးဆွဲနေပြီးလူတစ်ယောက်ကိုနှစ်သိန်းခွဲကျပ်နှုန်းနဲ့လက်မှတ်ရောင်းချပေးနေတယ်လို့ပြောပါဗျ။ အဲ့ဒီအမြန်ရေးရင်တွေကိုရာသီဥတုမကောင်းတဲ့အချိန်သာယာယီအစာတို့ပြေးဆွဲတာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအမြန်ရေရင်တွေကိုဘိတ်တဝဲခီးစဉ်တိုက်ရိုက်ပြေးဆွဲမှာဖြစ်ပြီးဘိတ်မျိုးကနေမနက်9နာရီအချိန်မှာတဝဲကိုထွက်ခွာမှာဖြစ်ကနောက်တရက်မနက်7နာရီအချိန်မှာဘိတ်မျိုးကနေပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။အဲ့ဒီခီးစဉ်တကြောင်အတွက်အချိန်9နာရီကြာမြင့်မှာဖြစ်တယ်လို့သိရပါတယ်။ ဗိတ်တဝဲကားလမ်းမိုင်းမှာစစ်တပ်နဲ့တွန်လိုင်းရင်တပ်ဖွဲ့တွေကြာစီရေးတင်းမာနေရတဲ့ကြောင့်ခီးသွွားကားတွေပိတ်မိနေတဲ့အတွက်ရေလန်းကနေဗိတ်တဝဲခီးစင်တွေကိုအမြန်ရေရေနေနဲ့ပြေးဆွဲနေတာဖြစ်တယ်လို့ခီးသွွားလာပြည်သူတွေစီကနေသိရပါပါရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝမ်ဒီပါ။